အဖိုးခပေးခြင်းပါတယ်ဒီအဖိုးခသည်ချစ်ခြင်းကိုလည်းပုံဆောင်ပါတယ်ဒါကြောင့်ခဏလောက်ဒီချိန်မှာဆွတ်တောင်းရအောင်ဒီထဲမှာဒီမှာရှိတဲ့သူတွေကိုကျမမေကိုမေးခြင်းတယ်ခေါင်းငုတ်ထားရအောင်ဒီချိန်မှာပထမမေကွန်းကဖယားနဲ့ပတ်သက်လာရင် အဖိုးခပေးဖို့တတ်တည်ရှိလား သင်စိတ်ထဲမှာဖြေပါသင်ကိုယ်သင်အသိဆုံးပါဖယားနဲ့ပတ်သက်လာရင်အဖိုးခပေးဖို့တတိရှိလားနောက်ဒုတိယမိကုံးကသင်အသက်တာရဲ့နေပေသုံးခုမှာဖယားနဲ့သက်ဆိုင်သောအရာတွေမှာအဖိုးခပေးဖို့ရန်အတွက်ဆုံးဖြတ်ချက်ချရအောင်တည့်ရအတတ်ပညာလားတည့်ရငွေချေးလား ဘယ်အပိုင်းနေလဲကျွန်တော်မသိဘူးတချို့သောသူတွေက သူတို့ရဲ့ခွန်အားတွေဖြစ်တယ်အဖိုးခပေးဖို့ရန်အတွက်သင် ဆုံးဖြတ်ချက်ချပါသုံးခုလောက်ဆုံးဖြတ်ချက်ချပါကိုတော့ကျွန်တော်ဘဝအแทမှာကိုတော့ပေးတဲ့စုကျေးစုတွေထဲကနေဒီသုံးခုကိုကျွန်တော်အဖိုးခပေးပြီးတော့ကျွန်တော်ကိုတော့ရဲ့ကိုတော့အတွက်ဆက်ကပ်ပါမယ်တချို့သောသူတွေအိမ်အောင်တွေဖြစ်တယ်အသက်၄၅၆၀လောက်ဖြစ်ပြီး ငါကတော့ဒီတက်ရရောက်နေပါပြီငါအေးဆေးပါငါတော်တော်တော်လောက်ပါပြီအဲ့လိုမမြင်ပါနဲ့အမှုတော်မြတ်နဲ့သက်ဆိုင်သောနယ်ပယ်တွေမှာသင်ဖိုးခပေးပါသင်ရဲ့အပြုံးနဲ့ greater မှာအဖိုးခအဖိုးခပေးလို့ရတယ်သင်ရဲ့ခွန်အားနဲ့အာရှမှာအဖိုးခပေးလို့ရတယ်သင်ရဲ့ငွေချင်းနဲ့အမှုတော်မြတ်တွေအတွက်အဖိုးခပေးလို့ရတယ်သင်ရဲ့ငွေချင်းနဲ့ပေးကမ်းခြင်းတွေအတွက်စေတောသူတွေကိုပေးကမ်းချင်မှုရောဆောင်တွေကိုပေးကမ်းချင်တရားငွေချင်းနဲ့ဘိမှန်တို့နဲ့သက်ဆိုင်တဲ့ဆောက်လုပ်ခြင်းနဲ့အဖို့ခပေးပါ တချို့သောသူတွေမှာဖခင်ရဲ့ဉာဏ်ပညာရှိတယ်။စီးပွားရေးနဲ့သက်ဆိုင်သောဉာဏ်ပညာလူတွေကိုဖခင်ရဲ့နီလန်တိုင်းလမ်းညွန်ပေးပြီးတော့စီးပွားရေးမှာလဲချနေသောသူတွေအတွက်ပြန်ပြီးတော့အဖို့ခပေးပြီးကူညီပေးတဲ့အရာ။သူရဲ့ဉာဏ်ပညာအဖြစ်လူတွေက ပြန်ပြီးတော့လဲချနေတဲ့သူတွေစီးပွားရေးမှာပျော်လဲနေတဲ့သူတွေကဖခင်ရဲ့နီလန်တိုင်းပဲပြန်ပြီးမတည့်ရလာခြင်းကိုဖြစ်စေတယ်။အဖို့ခပေးဖို့ရအတွက်ဆုံးဖြတ်ချက်ချပါ။ဘာကြောင့်လဲ။စိန်တုံးနေအားလုံးကအလကားမဟုတ်ဘူး။ စိန်တုံးအားလုံးမှာအဖိုးခါရှိတယ်။ဘာကြောင့်လဲတန်ဖိုးအရန်ကြီးနေလို့တန်ဖိုးကြီးသောအရာတိုင်းမှာအဖိုးခါရှိတယ်။သင်ဘာကြောင့်အဖိုးခါပေးလဲ။အဲ့ဒီချစ်ချင်းနဲ့အဖိုးခါပေးခြင်းတိုင်းမှာဘုရားကိုဂုဏ်ပြုခြင်းဖြစ်နေတယ်။ဟာလေလုယာ။သခြင်းလေးတစ်ပုဒ်ကိုကျွန်တော်တို့အတူတကွသီဆုံနေနဲ့တတားသီးသီးကိုဘုရားရှင်မှာပြန်လဲရစက္ကန့်အနံ့ရအောင်။ Hallelujah.